ီမိုကရက်တစ်မြန်မာသံ DPP ရဲ့နိုဝင်ဘာ9ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာရွေးကောက်ပွဲရလဒ်ကလူမှုဆန္ဒထင်ဟပ်စေရမယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောလိုက်တဲ့သတင်း၊ကိုကန့်ငွေလိန်ရာဇဝတ်ကိုင်းဝင်9ယောက်ကိုတရုတ်ကတေတံပေးလိုက်တဲ့သတင်းနဲ့ကိုခိုင်နဲ့နတ်ဖက်ကမှမိုးအဆက်မပြတ်ရွာပြီးစပားကင်းတွေပျက်စီးကုန်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ အနာဒုစစ်တပ်ကဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲရလက်ကအများယုံကြည်မှုနဲ့မြန်မာလူမှုဆန္ဒကိုထင်ဟပ်စေဖို့ရင်းရဲရဲလုံခြုံရေးနဲ့အားလုံးပါဝင်ရေးအပေါ်အခြေခံရမယ်လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။စင်ကာပူနိုင်ငံခြားရေးဝန်ကြီး BBN Balakrishnan ကလွှတ်တော်အတွင်မှာစင်ကာပူနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအထူးသဖြင့်2025ခုနှစ်ကုန်ပိုင်းနဲ့2026ခုနှစ်အစောပိုင်းကာလရွေးကောက်ပွဲအတွက်ကြေညာထားတဲ့အစီအစဉ်တွေအပေါ်ဘယ်လိုအကဲဖြတ်ထားသလဲဆိုတဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားချိန်မှာအခုလိုပြောလိုက်တာပါ။ မြန်မာနိုင်ငံမှာတော့စစ်တပ်အာဏာသိမ်းပြီးအချိန်၅နှစ်နီးပါးကြာတဲ့တိုင်အောင်အခြေအနေတွေဟာဆိုးရွားနေစေဖြစ်ကကျေပြန့်တဲ့ပြည်ပခန့်နဲ့မတည်ငြိမ်မှုတွေဆက်လက်ရင်ဆိုင်နေရသလိုစစ်အုပ်စုနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအရဲသားတွေထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့အတူအစုလိုက်အပြုံလိုက်နေရဲဆွန့်ခွာရမှုတွေရှိနေတယ်လို့လည်းဆိုပါရယ်မြန်မာနိုင်ငံရဲ့စိန်ခေါ်မှုတွေဟာတမိုင်းဝင်ပြီးနိုင်ဆိုင်စွာအမြင့်တွေနေသလိုဒီလွတ်တော်ထဲမှာအရင်ကပြောခဲ့မှုတွေအတိုင်းခိုင်မာပြီးစစ်မှန်တဲ့အမျိုးသားပြည်နယ်တင်းမြေရေကိုမြန်မာနိုင်ငံရဲ့အဓိကပါဝင်သူအားလုံးပ ါဝင်တဲ့ဆွေးနွေးမှုတွေကတစင်သာရရှိနိုင်မှာဖြစ်တယ်လို့စင်ကာပူနိုင်ငံသားရေးဝန်ကြီးကပြောပါရယ်။ ဘကိုးတိုင်းဖွံ့ဖြိုးတိုးတက်ခြင်းမှာကကြံ့ခိုင်ရေးပါတီကိုသာရွေးချယ်မဲပေးရေးစည်းရုံးကြဖို့ဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်ကောင်စီလက်အောက်ကဘကိုးတိုင်းဝင်ကြီးချုပ်ဦးမျိုးစွေဝင်းကနိုဘမာ၃ရက်ကပြုလုပ်တဲ့ရုံးပိုင်းဆိုင်ရာအစည်းအဝေးမှာပြောတယ်လို့နန်း CDM ဝန်ထမ်းတွေကပြောပါတယ်။ဘကိုးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာနိုဘမာ၃ရက်ကပြုလုပ်တဲ့လုံခြုံရေးဆိုင်ရာအစည်းအဝေးအတွင်းဝန်ထမ်းများကြံ့ခိုင်ရေးပါတီကိုသာမဲပေးဖို့မိမိတာဝန်ကျရာနေရာတွေမှာစည်းရုံးသွားဖို့ပြောဆိုတာလို့နန်း CDM ထွေအုပ်ဝန်ထမ်းတယောက်က DBB ကိုပြောပါတယ်။ကြံ့ခိုင်ရေးပါတီကနေဘကိုးမျိုးနယ်မဲဆန္ဒနယ်အတွက်တိုင်းဒေသက ရေးလွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရသူအကုံယူ FPTB စနစ်ကဝင်ပြိုင်မဲ့ဝင်ကြီးချုပ်တယောက်အနေနဲ့အခုလိုဘီအားပေးပြောဆိုတာဥပဒေနဲ့မညီညွတ်ဘူးလို့နန်းစီဒီယန်ဝန်ထမ်းတယောက်ကဝေဖန်ပြောဆိုပါတယ်။ဘကိုးတိုင်းဝင်ကြီးချုပ်ဦးမျိုးစုဝင်းမှာအရင်ကဒူရဲချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအနာသိမ်းပြီးနောက်စစ်ကောင်းဆောင်ကဝင်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ပြူစောတီတွေစစ်မှုထမ်းတပ်သားတွေနဲ့စုထားတဲ့အင်အား900ဝန်းကျင်ရှိတဲ့စစ်ကြောင်းဟာမကွေးတိုင်းပေါင်းမြို့နယ်ကရွာတွေကိုမီးဝင်ရှို့နေလို့ဒေသခံတပေါင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပါတယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာဝေးပစ္စည်းထုတ်လုပ်ရေးဆက်ယုံကပါစာ22ကနေထွက်လာတဲ့အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာနိုဘမ်ဘာ3ရက်ကစပြီးမကွေးတိုင်းကပေါင်းမြို့နယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးရှို့နေတာလို့ဒေသခံတွေကပြောပါတယ်။လက်ရှိစစ်ကြောင်းဟာပေါက်တောင်ပိုင်းကတီးချောက်ကျေးရွာကိုရောက်နေပြီးနိုဘမ်ဘာ9ရက်မနက်မှာတီးချောက်ကျေးရွာအပြင်စင်စာကျေးရွာတပြေးအေးရွာစတဲ့ရွာတွေကို ပါမီးထက်ရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းဝင်သွားတဲ့ရွာတွေမှာဒေသခံတွေအသက်ခံရတာပေါ်တာဆွဲခံရတဲ့ဖြစ်စဉ်တွေရှိနေပြီးဒီဘီဘီကအတီးပြူဖို့ကြိုးစားနေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေနဲ့တိုက်ပွဲတွေကြောင့်အတီးမပြုတ်နိုင်သေးပါဘူးမြို့သားညညရေးအစိုးရပေါ့မြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရစစ်ကောင်စီတပ်တွေဟာစစ်ကြောင်း၃ချောင်းခွဲဝင်လာပြီးမီးရှို့နေတဲ့အတွက်ပေါ့မြို့နယ်တဲကကျေးရွာ၁၆ရွာကအရသာ၁၂၀၀ကျော်ဟာဘေးလွတ်ရာတောတွေထဲထွက်ပြေးတင်းရှောင်နေရပါတယ် မြန်မာနယ်စပ်ကိုကန့်ဒေတာဘက်ကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုနဲ့အကြမ်းဖက်ရာဇဝတ်ကောင်းဝယ်လူ9ရောက်ကိုတရုတ်အစိုးရကနိုဝင်ဘာ၄ရက်မှာတေးတန်ချမှတ်လိုက်တယ်လို့တရုတ်နိုင်ငံပိုင်စင်ဟွာသတင်းမှာဖော်ပြပါရတယ်။သူတို့ဟာတရုတ်နိုင်ငံရှန်ကျန်းမြို့ကတရားရုံးတစ်ခုမှာရုံးတင်စစ်ဆေးခံရတာဖြစ်ပြီးအခုလက်တလောပြစ်ဒဏ်ချမှတ်ခံရသူ9ရောက်ရဲ့ရာဇဝတ်မှုတွေထဲမှာတော့တရုတ်နိုင်ငံသား6ရောက်သေဆုံးရတာတရုတ်ကိုကိုကိုတက်သေးတာတွေနဲ့တခြားသူများစွာထိခိုက်ဒဏ်ရာရရှိစေတာတွေကိုဖြစ်ပေါ်စေခဲ့တာတွေလည်းပါဝင်နေတယ်လို့တရားရုံးစစ်ဆေးချက်ကိုကိုးကားပြီးတရုတ်သတင်းမှာဖော်ပြပါရတယ်။ဒါ ပြင်ရာဇဝတ်သားတွေဟာကိုကန့်ဒေတာတွင်တရားမဝင်ရာဇဝတ်မှုလုပ်ငန်းတွေလုပ်ဆောင်မှုခြံဝင်း50ခုတိစောက်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်လို့လဲဆိုပါတယ်သူတို့ရဲ့လုပ်ဆောင်ချက်တွေထဲမှာဆက်သွယ်ရေးလိမ်လည်မှုလောင်ကစားယုံတွေလဲပတ်တာရွေချက်ရှိရှိလူတက်တာပြည်ထစာလုပ်ငန်းတွေလုပ်ကိုင်တာတခြားသူတွေကိုတရားမဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါဝင်ဖို့စီယုံနာတွေမှာပါဝင်ပတ်သက်နေတဲ့အကြောင်းလဲပြောထားပါတယ်ရှန်ကျန်းတရားရုံဟာတခြားတရားခဏနှစ်ယောက်ကိုလည်းနှစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်နဲ့တည်တံချမှတ်ခဲ့ပြီးအဆိုပါစီရင်ချက်အရဒီလိုပြစ်မှုကျူးလွန်သူတွေကိုမကြာခဏထောင်ဒဏ်တသက်တစ်ကျော်ချမှတ် က်လေးရှိတယ်လို့လဲဆိုပါရယ်။ ရန်ပြည်နယ်မြောက်ပိုင်းကုခိုင်မြို့နယ်နတ်ဖက်ကာရွာနယ်အနီးဝန်းကျင်ကလေကွင်းတွေမှာမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်စပားကဲအများပြားပျက်စီးသွားကြောင်းဒေသခံတွေစီကသိရပါဗျ။နင်းမြုပ်သွားတဲ့လေအေကအလုံးတော့အတိအကျမသိရသေးပေမဲ့တချို့ကရေထဲနင်းမြုပ်တာတွေမကဘူး။ရိတ်ထားပြီးပုံမှုပြင်ဆင်နေတော့မှမိုးရွာလာတော့ကောက်လိုင်းတွေမျောပါကုန်တာလို့သိရပါဗျ။ကုန်းဘက်ပိုင်းကလေကွင်းတွေကလည်းရေထဲမျောပါတာတွေမရှိပေမဲ့မိုးစက်တိုက်ရွာနေတော့ကောက်လိုင်းမှာပဲအပင်တွေပြန်ပေါက်ကုန်ပြီလို့သိရပါဗျ။နတ်ဖက်ကဘက်နဲ့တဆက်တည်းဖြစ်နေတဲ့ပန်ကိုင်အပြင်မိုင်းယူလေးဘက်လေတော်တွေမှာလည်းကောက်လိုင်းတွေရေ မျိုးရာရှိတယ်လို့ရင်းနှမြုပ်ကုံတာတွေရှိတယ်လို့ဆိုပါတယ်။နမ်ဖက်ကနမ်မောပါဘက်လေခွင်းတွေကဆက်နက်ရိုက်တာမရှိဘဲလေအားလုံးဧက6ရွာခန့်ရှိပြီးဒေသတစ်ခုလုံးကချောင်းနဲ့နီးတဲ့လေကွက်တွေမှာပျက်စီးမှုများပြီးကုံနာဘက်လေခွင်းတွေမှာသာအနည်းငယ်တက်တာရရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မူဆယ်မြို့နယ်အတွင်းရှိတိမရွာဘက်မှာလည်းစဘာပုံတချို့ထပ်ဝက်ခန့်အထိရင်းနှမြုပ်နေတာရှိတယ်လို့ဒေသခံတွေကပြောပါတယ်။